တဆာမုံညမှာတက်ခိုးမှုကနေလူတက်မှုဖြစ်သွားခဲ့ပါတယ်။ရှမ်းပြည်တောင်ကြီးမြို့နယ်မှာမြမရိုးရာတခိုးကြီးညအပျော်သဘောနောက်ပြောင်ရာကနေလူတက်မှုတခုဖြစ်ပွားခဲ့ပြီး ပြည်သူ့ရှစ်ဆောင်ပါတီ PPP ရဲ့အမတ်လောင်းတယောက်ဟာပြည်မှုကျူးလွန်ခဲ့တာကြောင့်ဒီသားခံတွေကြားမှာဝေဖန်တန်တွေစူးညံနေပါတယ်။နွေပါလာ9ရက်နေ့မနက်9:00ခွဲခန့်မှာအေးတာယာမျိုးရက်ွက်သေးမှဖြစ်ပွားခဲ့တာပါ။ PPP အမတ်လောင်ဦးဆိုင်ရွှေထီးနဲ့သူ့ရဲ့သားဖြစ်သူ စိုက်ကျော်စိုးမိုးတို့ဟာ သူတို့ရဲ့ခြံဝင်းထဲဝင်ပြီးစက်တကောက်ခိုးယူတဲ့လော်တာခေါ်စိုက်ထွန်းစာဆိုတဲ့သူကိုဝိုင်းရိုက်ခဲ့ရာကနေပွဲချင်းပြီးတေဆုံးခဲ့ပါတယ်။ တိစုပ်သူဟာအပျော်သဘောနဲ့ကြက်ခိုးခဲ့တာဖြစ်ပြီးအပြင်မှာလည်းယင်းကြီးရဲ့ဆက်ဆက်ရေးရှိရလို့နှိဆက်သူတွေကပြောပါတယ်ဒါပေမဲ့အမတ်လောင်းနဲ့တားဖြစ်သူရဲ့ရိုင်းနေမှုကြောင့်လူတယောက်အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ်အေးတရာဒေသခံတွေကအပြင်းထန်ဝေဖန်နေကြပါတယ်။လူသက်မှုကျူးလွန်တဲ့ဦးဆိုင်ရွှေထီးဟာလာမယ့်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့မတ်ပုံတင်ထားသူဖြစ်ပါတယ်။ ်လက်ရှိမှာတော့ပြည်မှုကျူးလွန်သူ၄ယောက်ကိုရဲစခန်းမှာထိသိမ်းထားပြီးလူတက်မှုပုံမှန်300မြင်းဆောင်134နဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်ရခိုင်ဒေသစစ်ရေးအခြေအနေနဲ့ဆက်ပါမယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ရေးအရာအရေးပါတဲ့တိုင်းချောင်းတောင်ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်မရှင်သက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာကြောင့်အရခတ်သက်တော်အီအီနဲ့နှစ်ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ် နိုဝင်ဘာလ2ရက်နေ့ကစလို့စစ်တပ်ဟာစစ်သား300နီးပါးနဲ့လက်နက်ခဲယမ်းတွေကိုရေတပ်ကနေတဆင့်ကြောက်ဖြူစိတ်ကံကိုတင်ဆောက်ပြီးအမှတ်30နီးရေတပ်ရင်းရှိရာကုန်းချွန်တိုက်နယ်ကိုထပ်မံဖြစ်တင်လိုက်ပါတယ်ပြပြတဲ့ဒေးမြစ်တွေရဲ့ပြောပြချက်အရဒီစစ်ကွန်မရှင်တပ်ဟာတိုက်ပွဲတွေမှာအကြအဆုံးများပြားလာလို့အခုလိုအင်အားတွေထပ်ဖြည့်နေတာဖြစ်ပါတယ်။ စစ်ကောင်မရှင်ဘက်ကတော့သူရဲ့ဝီဟင်လီကြောင့်ကင်းထောက် drone နဲ့အစစ်မြင့်လက်နက်နည်းပညာကိုအားကိုးပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာတိုက်ပွဲအရှိန်ဟာရဲတပ်ရင်း30နီးကစုဖွဲ့ထားတဲ့စစ်ကြောင်းနဲ့အေအေတို့အကြားတိုင်းချောင်းရွာနာမှာအပြင်းအထန်ဖြစ်နေတာပါ။ ကျောက်ဖြူမြို့နယ်ကတိုင်းချောင်းတောင်ဟာစစ်ရေးအရအလွန်ရေးပါပါတယ်။ဒီတာကုန်းဟာအမြင့်ပေတထောင်လောက်ရှိပြီးစစ်ကောင်မရှင်ရဲ့အမတ်30နှစ်ရဲတပ်ရင်းရှိတဲ့ဒူသန်းတောင်နဲ့လည်းငားမိုက်ပဲဝေးတာဖြစ်ပါတယ်။အေအေကထိချုပ်ထားရင်ရဲတပ်ရင်းအပြင်ကျောက်ဖြူမြို့ကိုပါစစ်ရေးအရထိချောင်းနေတာဖြစ်လို့စစ်ကောင်မရှင်ကဒီနေရာကိုအပြည့်အထက်ထိုးစစ်ဆင်နေတာလို့မြေပြေသတင်းရင်းမြစ်ကဆိုပါတယ်။ ်ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေညှိတက်သွားပြီးတဲ့နောက်စစ်ကော်မရှင်ဟာရေပြင်ဝေဟင်မြေပြင်အင်အားအလုံးအရင်နဲ့ AAC ကနေမြေတွေပြန်ရဖို့အချိန်မြင့်တိုက်ခိုက်လာနေတယ်လို့စစ်ရေးလေလာသူတွေကသုံးသပ်နေပါတယ်ဂရနီပြည်ဖူဇိုမြို့နယ်ထဲမှာစစ်ကောင်မရှင်တန်းနဲ့ဂရနီတော်လည်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေရကြပြည်သူလုံခြုံရေးအတွက်အရေးကြီးလမ်းမကြီးတစ်ခုကို ပိတ်လိုက်ရပါတယ် နိုဝင်ဘာလ3ရက်နေ့ကစပြီးဖူဇိုမြို့နယ်မာခရရှိရွာဘက်ကစစ်ကောင်မရှင်တပ်ဟာထားလဲဘက်ကိုဥတီပြီးစစ်ကြောထိုးလှောက်ရှာမှုတွေပြန်လည်လှောက်လာခဲ့ပါတယ်။ဒီလှောက်ရှာမှုတွေကြောင့်မြေပြင်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့မြေပြင်တည်င်းမြစ်တွေကအတည်ပြုပါတယ်။ မြပြင်းမှာစစ်ရေးအခြေအနေတင်းမာလာတာကြောင့် Grainy မျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ကအရေးပေါ်ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ဖရူโซထားလဲနမ်ဘယ်ဘောလကဲလမ်းမကြီးတလျှောက်နဲ့ဆက်သွယ်ထားတာတွေအလုံးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးရက်အကက်သက်မရှိပိတ်လိုက်ကြောင်းအများပြည်သူကို အသိပေးလိုက်တာဖြစ်ပါတယ်။ လမ်းပိတ်ရခြင်းရဲ့အဓိကရွယ်ချက်ကတော့အရက်သားပြည်သူတွေစီရင်နေမြေထဲမရောက်စေဖို့ပါစစ်ကောမရှင်သက်ဟာဂရင်းဒီဒေတာမှာတိုက်ပွဲတွေမရှိရင်တော့မှစပားရိတ်နေတဲ့တောက်သူတွေလိုအရက်သားပြစ်မဲ့တွေကိုဒရုန်းနဲ့လက်နက်ကြီးတွေတုံးပြီးရွယ်ချက်ရှိရှိတိုက်ခိုက်နေတာတွေရှိနေပါတယ်ဒါကြောင့် KNDF ကလမ်းမကြီးကိုအသုံးပြုသွားလာခြင်းလုံးဝမပြုလုပ်ကြဖို့နဲ့စစ်ရေးအန်ဒီရီကိုအထူးတတိထားကြဖို့ပြည်သူလူထုကိုတတိပေးထားပါရဲ့ စကိုင်းတိုင်းဝက်လက်နဲ့ရွှေဘူမြို့နယ်တွေမှာစစ်ကုမရှင်တပ်ရဲ့စစ်ကြောင်းထူမီရှိုမှုတွေကြောင့်ဒေသခံတွေဟာအသက်ဘေးအတွက်သောတာရီထဲကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။နိုဝင်ဘာလဆန်ကစပြီးစစ်ကုမရှင်တပ်ဟာစစ်ကြောင်းလေးကြောင်းခွဲပြီးဝက်လက်နဲ့ရွှေဘူမြို့နယ်ထဲကရွာတွေကိုဝင်ရောက်မီရှုနေတာဖြစ်ပါတယ်။ဒီစစ်ကြောင်းတွေကြောင့်အ ਨੇ စုံရွာရှိရွာဝန်းကျင်မိရှုဖြစ်စီခံထားရတယ်လို့ဒီသခံတွင်တဲ့တော်လရင်တပ်ဖွဲ့တွေကပြောပါတယ် နိုဝင်ဘာလ၄ရက်နေ့မှာတော့ဝက်လက်မြို့နယ်လထွေရွာကပြည်သူအမျိုးသားတယောက်ဟာစစ်ကောင်မရှင်ရဲ့ရန်တမ်းပစ်ခတ်မှုကြောင့်တိစုပ်ခဲ့ပြီး၂ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့မှာလေမောက်ကတိရွာကိုဝင်ရောက်တဲ့စစ်ကြောင်းကတော့ဒီသားခန်40လောက်ကိုဖမ်းဆီးခဲ့ပြီးတချို့တက်ကြီးပိုင်းတွေကိုသာပြန်လွတ်ပေးခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါရယ် ဝဲလင်းနဲ့အနောက်ချန်ကစစ်ကြောင်းဟာတမကုံရွာတော်ကုံတထာဦးထုံးပို့စားတဲ့ရွာတွေကိုမီရှိုခဲ့ပြီးရွှေဘူမြို့နယ်ဘက်မှလည်းဇီတော်တကနံဘုံဖို့စိုင်းနိုင်ကြီးစိုင်းနိုင်လေးစားတဲ့ရွာတွေမီရှိုခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းထုံးမှုတွေမီရှိုမှုတွေကြောင့်ဝဲလင်းမြို့နယ်အနောက်ချန်နဲ့ရွှေဘူမန္တလေးလမ်းမပေါ်ကရွာတွေကဒေသခံရာပေါင်းများစွာဟာနေရွှတ်ခွာပြီးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ကရင်မျိုးသားစည်းရုံး KNU ကကောတူလီအစင်းမြင့်ပညာရေးကောင်စီဖွဲ့စည်းဖို့သဘောတူတဲ့တည်နေဆက်ပါမယ်။ပဏိပကနေမြေတွေထဲကလူငယ်တွေအတွက်အာမခံချက်ရှိတဲ့ပညာရေးဖော်ဆောင်မယ်လို့ဆိုပါရယ်။ပဏိပကရိကြားကအနာဂတ်ကိုတည်ဆောက်မဲ့ပညာရေးစနစ်တစ်ခုဆိုပြီး KNU ကအစင်းမြင့်ပညာရေးကဏ္ဍကိုစနစ်တကျခိုင်မာအောင်လှုပ်ဆောင်ဖို့ခြေလှမ်းသစ်စတင်လိုက်ပါရယ်။ နိုဝင်ဘာလ6ရက်နေ့မှာကျင်းပခဲ့တဲ့ကော်တူးလီအစစ်မြင့်ပညာရေးဆိုင်ရာဥဆောင်ညီလာခံမှာပညာရေးဆိုင်ရာခေါင်းဆောင်တွေနဲ့ပညာရှင်80ကျော်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။အဓိကဆုံးဖြတ်ချက်အနေနဲ့ကော်တူးလီအစစ်မြင့်ပညာရေးကောင်စီတစ်ခုကိုဥပဒေအရအဖွဲ့အစည်းတစ်ခုအဖြစ်တည်ထောင်ဖို့မူအားဖြင့်သဘောတူခဲ့ကြပါတယ်။ ဒီညီလာခံဟာပဏိပခတန်ခံရတဲ့ဒေသတွေမှာအရေးအသွေးရှိတဲ့ပညာရေးကိုဆက်လက်ပတ်ပို့ဖို့အတွက်အုပ်ချုပ်မှုပိုင်ဆိုင်ရာစိန်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့ရည်ရွယ်ပါတယ်ဒီကောင်စီရဲ့လုတ်ပိုက်ခွင့်တွေထဲမှာအစင်းမြင့်ပညာရေးကဏ္ဍအတွက်အုပ်ချုပ်မှုဖွဲ့စည်းပုံနဲ့မူဝါဒတွေကိုခိုင်မာစေဖို့ပါဝင်ပါတယ်။လက်ရှိနဲ့ရည်ရှည်စိတ်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့မဟာဗျူဟာမြောက်လမ်းညွှန်မှုတွေပေးအပ်မှာလည်းဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ပဏိပကတဲ့ခံနေရတဲ့ဒေသတွေမှာပညာရေးရဲ့ဆင်ဆက်မပြတ်ရှိမှုကိုတေချာစေဖို့ဖြစ်ပါတယ်။ KNU ရဲ့ဒီပဏမချင်းလဲဟာနောင်မျိုးဆက်လူငယ်တွေကိုတက်သည့်ပညာသက်ဆင်ပေးရတာမကပဲကော်တူးလီရဲ့မိမိကိုယ်ကိုစုံဖြတ်ပိုက်ခွင့်နဲ့ရေရှည်တည်တဲ့နဲ့နိုင်ငံတည်ဆောက်ရေးမျှော်မှန်းချက်ကိုအထောက်အကူပြုဖို့အတွက် ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။